ရွှေတောင်ကြားမှာနေထိုင်ကြတဲ့အနုပညာရှင်များပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ရွှေတောင်ကြားဆိုတာကတော့ရန်ကုန်မြို့ရဲ့ဒိဋ္ဌိကျဲတထေရီနေထိုင်ရာနေရာတစ်ခုဖြစ်တာကိုပရိသတ်တွေအားလုံးသိပြီးကြမှာပါ။ညီစေးတွေကအစားခေါင်ခိုက်နေတဲ့ဒီလိုနေရာမျိုးမှာနေထိုင်နိုင်သူတွေဟာဘိုးဆင်ပေါင်းဆက်ချမ်းသာလာကြသူတွေကြီးများတာပဲဖြစ်ပါတယ်။ဒီလိုရက်ကွက်မျိုးမှာအင်ဂျီရခိုင်နဲ့နေထိုင်ကြတဲ့အမှုပညာရှင်တွေလည်းရှိကြပါသေးတယ်။သူတို့တွေကဘယ်သူတွေလဲဆိုတာကြည့်လိုက်ကြရအောင်ပါနော်။ နံပါတ်1မင်းသမီးအိနာကျော်စင်မင်းသမီးအိနာကျော်စင်တို့ရဲ့မျိုးရိုးဟာနိုင်ငံအဆင့်ထိမြန်မာရဲ့မျိုးရိုးကဖြစ်ပြီးတော့ရွှေတောင်ကျမှာသူမတို့ဒီမျိုးလုံးနေထိုင်ကြတာပဲဖြစ်ပါတယ်။မင်းသမီးအိနာကျော်စင်ဟာလည်းအိနာကျအပီမှာခင်မောဖြစ်သူနဲ့အတူရွှေတောင်ကျမှာပဲအိမ်သက်သက်ဝေးကနေထိုင်ကြတာပဲဖြစ်ပါတယ်။နံပါတ်2ရာဇာနေဝင်မင်းသမီးအိနာကျော်စင်ရဲ့အကိုဝမ်ကွဲတော်ဆက်သူရာဇာနေဝင်းဟာလေမိဘရင်းအိမ်ဖြစ်တဲ့ရွှေတောင်ကြားကအိမ်မာနေထိုင်သူအမှုပညာရှင်တယောက်ပဲဖြစ်ပါတယ်။ ံပါတ်3နန်းဆန္ဒလာထွန်း MRTV4 ရဲ့အမန္တမီလေးနန်းဆန္ဒလာထွန်းဟာလေသူမရဲ့အိမ်တော်ကြအပြီးမှရွှေတောင်ကြကခင်မောအိမ်မှာလိုက်လံနေထိုင်နေတာပဲဖြစ်ပါတယ်။နန်းဆန္ဒလာထွန်းရဲ့ခင်မောဟာခရိုနီတတိတယောက်ဖြစ်တာနဲ့အညီရွှေတောင်ကြမှာအိမ်ကြီးရခိုင်ပိုင်ဆိုင်ထားသူဖြစ်ပြီးအိမ်တော်ကြကံကောင်းနေနန်းဆန္ဒလာထွန်းကတော့ရွှေတောင်ကြမှာနေထိုင်နိုင်နေတာပဲဖြစ်ပါတယ်။နံပါတ်၄ဟိဝရန်မင်းသားဟိဝရန်ကလည်းမင်းသားမဖြစ်ခင်ကတည်းကတတိတယောက်ဖြစ်တဲ့အတွက် ရွှေတောင်ကြားထဲမှာအရင်တည်းကနေထိုင်သူပဲဖြစ်ပါတယ်။မင်းသားဟိဝရင်ရဲ့ဖခင်ဟာစီးပွားရေးလုပ်ငန်းရှင်တတိတဦးဖြစ်တဲ့အတွက်မြားစွာချမ်းသာတဲ့အတိုင်းဝိုင်းကြီးတွေကဖြစ်ပြီးတော့ရွှေတောင်ကြားထဲမှာတော်တော်လေးကိုထဲဝါတဲ့အင်ဂျီနဲ့နေထိုင်နေကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောရွှေတောင်ကြားမှာနေတဲ့အမှုပညာရှင်တွေအပေါ်အားကြစိတ်ဖြစ်မိလားဆိုတော့ကောမန့်မှာရေးသွားခဲ့ကြပါအောင်ရှင်။